မြန်မာထိုင်းနယ်ဆက်ကရင်ပြည်နယ်မြရီမြို့နယ်တဲက KK Park နဲ့ရွှေကိုကိုတဲကကြားဖြန့်လုပ်ငန်းတွေကိုစစ်ကော်မရှင်နဲ့ BGF တို့ကအင်အားအလုံးရင်းနဲ့တပ်သေးတွေပယ်ဖျက်ဖို့ရှင်းလင်းနေပါတယ်။တချိန်တည်းမှာပဲပြန်ကျဲနေတဲ့ကြားဖြန့်လုပ်သားတွေကိုပြန်လည်စုစည်းဖို့တရုတ်ကြားဖြန့်ခေါင်းဆောင်တချို့ကကြိုးပမ်းနေတယ်လို့လုပ်သားစုဆောင်ပေးနေသူနဲ့အောက်ခြေကြားဖြန့်လုပ်သားတချို့စီကနေ MBA ကစုံစမ်းသိရှိရပါတယ်။ လက်ရှိကြားဖြန်အတွက်အလုံသမားခေါ်ယူပေးနေသူတဦးနဲ့ MBA ကဆက်သွယ်မေးမြန်းခွင့်ရခဲ့ပြီးလုပ်ငန်းပြန်တည်ဖို့ကြားဖြန်တွေပြန်စုနေတဲ့အကြောင်းသူကအတည်ပြုပြောကြားပါတယ်။အခုဆိုရင်ဝန်ခနဲ့ရွှေကုတ်ကိုဘက်ကတရုတ်လုပ်ငန်းရှင်တချို့မြရီမြို့ပေါ်ကိုရွှေပြောင်းလာနေကြတယ်လို့ဆိုပါတယ်။သူတို့ကလည်းကုမ္ပဏီအသစ်ထောင်ကလုပ်ငန်းတွေဆက်လက်လက်ပတ်နိုင်ဖို့အလုံသမားတွေခေါ်ယူနေကြတယ်လို့အလုံသမားစုဆောင်ပေးနေသူကပြောပါတယ်။အဲ့တော့အခုကကြတော့ အဲဘင်္ဂဘကလူရရှိကုတ်ကဘကလူရအကုန်ခေါ်ရနော်ဒါတော့အချင်းများဟိုလုံခဲ့တဲ့တပတ်ကျော်လောက်တော့ငါတို့နည်းနည်းပါးပါးလေးဖြစ်လို့မလို့လူလူခေါ်ခဏရလိုက်တယ်ဒါပေမဲ့အခုပြန်ကောင်းလာတော့တို့မဲဘင်္ဂဘကတတိနဲ့ရှိကုတ်ကဘကတတိနဲ့ဟိုဒီဘက်ကိုရလာပြီးတော့တို့ချက်တင်နေလူနေပြီးတော့အခုကတော့ချက်တင်နေလုံးရင်းပြန်ခေါ်နေမြန်မာချက်တင်အောင်ရင်းချက်တင်ချက်တဲ့ပုဇာရှင်တွေအကုန်လုံးကိုခေါ်ပိတ်ထားလိုက်ပြီးချက်တင် only ပဲกว่าได้ไอ้คนเนี่ยที่ว่ามาอาชีพเนี่ยก็ AC แบบแบบมาတော့မဖြစ်ပါဘူး မြို့ပေါ်ဆိုင်တည်ရမလားတစ်ဖက်မှာလည်းစစ်ကော်မရှင်နဲ့စောချစ်သူဦးဆောင်တဲ့ BGF တို့ကကြားဖြန့်တွေကိုရှင်းလင်းနေတာကြောင့်အများအပြားထွက်ပြေးတင်ဆောင် နေကြရပါတယ်မြရီမျိုးမြောက်ဖက်ပိုင်းမှာရှိတဲ့ကြားဖြန့်အလို့ယုံတွေတဲကတယုံဖြစ်တဲ့ဝန်ခအလို့ယုံဘက်ကအလို့သမားတွေကိုနိုဝင်ဘာ26ရက်နဲ့29ရက်အထိနှစ်ရက်အတွင်းရွှေ့ပြောင်းဖို့ပြောဆိုနေတယ်လို့အဲ့ဒီလုပ်ငန်းနဲ့ဆက်ဆက်နေသူတွေစီကသိရပါဗျ။ ဝန်ခဘက်ကိုဝင်ထွက်သွားလာဖို့လမ်းတွေပိတ်ထားတဲ့အချိန်မှာအခုလိုရွှေပြောင်းခိုင်းတာဖြစ်ပြီးတရုတ်တွေကတော့အခုဆိုမရှိသလောက်ဖြစ်နေပြီလို့အဲဒီကအမျိုးသမီးတူဦးက MPA ကိုပြောပါတယ်။အေးဟိုလိုမျိုးပါတောက်ခက်မှာသူကသူဖြစ်ဖြစ်နေတဲ့ဟာကိုဟိုတရုတ်တွေကိုဟိုလည်းခီးသွားတော့တရုတ်တွေကဖြစ်ပါတယ်ဖြစ်တယ်ဆိုပြီးတော့အဒီကတရုတ်တွေကြိုက်ပြီးတော့ပုံနဲ့တေဝပုံကြီးရဲ့ကျောင်းကပြေးတော့ဝန်ခဘက်မှာ အဲ့ဒါနဲ့ဆက်ဆောင်နေသက်ကောအဲ့ဒါနဲ့ဆက်ဆောင်နေသက်ကောအဲ့ဒါတူလို့တောင်းနိုင်တာနေလို့အယုတ်ရမရှိဘူးဘွားကိုဒီရောက်ကုန်နေပြီဟုတ်တယ်ကမိုင်းဝင်းနေတဲ့အင်းကျောင်းစစ်တပ်ရောဒီကြီးရရောကလုံးမသိဆောင်အဲ့ဒါပြောရရင်ခိုးပေါက်ရှိတော့မှာသူတို့ဒီကနေ့တချို့မရဘူးနိုင်ကြမှာမသိပါမှာအဲ့အဲ့ဘွားကို ရွှေကုတ်ကိုမြို့သစ်ကိုတွားရလမ်းပိုက်မှာတည်ရှိတဲ့ဝန်ခဘက်ကအကြဖြန့်လုပ်ငန်းတွေဟာရွှေကုတ်ကိုဝင်ရောက်စီးနှင်းခံရပြီးတဲ့ကခိတ္တရန်နာထားကြပြီးအလို့သမားတွေလည်းလာစားမရကြဘူးလို့သိရပါဗျ။လက်တလောဝန်ခထဲမှာစစ်ကော်မရှင်တပ်နဲ့ BGF တွေနေရာအနှံ့လုံခြုံရေးယူထားတယ်လို့လည်းအဲ့ဒီကအောက်ခြေအလို့သမားတွေကပြောပါဗျ။ရွှေကုတ်ကိုမှာတော့ကရင်နေသားသော BGF ကနိုဝင်ဘာ24ရက်မွန်လွဲပိုင်းကစတင်ပြီးညမထွက်ရမာရှယ်လော့အမိတ်ထုတ်ပြန်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ဒေသခံတွေကတော့သွာလာနေလို့ရပြီးတရုတ်တွေရှိရာလုပ်ငန်းခွင်တွေသွာလာသူတွေကိုသာအမိန့်ထုတ်တာဖြစ်တယ်လို့ဆိုပါတယ်တရုတ်နိုင်ငံသားပိုင်းအလုပ်ဆိုင်တွေစီသွာလာရှိသူတွေအနေနဲ့မနက်၈နာရီကနေည၈နာရီအထိသာသွာလာခွင့်ပြုထားပြီးည၈နာရီနောက်ပိုင်းဆေးရုံသွားရောက်ပြသသူတွေကလွဲလို့အခြားကိစ္စကြောင့်သွာလာတဲ့သူတွေကိုခွင့်မပြုဘူးလို့သိရပါတယ်မကြခင်ရပိုင်းကလည်း KK ဘက်ကိုဝင်ရောက်စီးနင်းပြီးအဆောက်အုံတွေကိုဖောက်ခွဲရှင်းလင်းခဲ့ပြီးတဲ့နောက်ရွှေကုတ်ကိုအတွင်းမှာရှိတဲ့ကြားဖြတ်ရုံတွေကိုဝင်ရောက်စီးနင်းခဲ့တာပါ အခုလိုမျိုးကြားဖြန့်တွေအခြေဆိုင်တဲ့နေရာတွေကိုဖယ်ရှားရှင်းလင်းနေကြတာဟာအမှန်တကယ်မဟုတ်ဘဲလက်တလုံးမှာအယောင်ပြတတ်တတ်တာဖြစ်တယ်လို့လည်းဒေသခံတွေကမှတ်ချက်ပေးပါတယ်ရွှေကုတ်ကူမြို့တင်တဲ့ KK ပတ်ကိုထိန်းချုပ်ထားတဲ့ BGF ခေါင်းဆောင်စောချစ်သူနဲ့ DKBA ခေါင်းဆောင်ပိုင်းတွေကကြားဖြတ်လုပ်ငန်းတွေမရှိဘူးလို့ဝင်းမစည်းခင်ကတွင်တွင်ကြဲကြဲညင်းဆိုထားခဲ့ကြတာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်တုန်းကမင်းလက်ပံကြီးရွာတဝိုက်မှာစစ်ကော်မရှင်တပ်တွေနဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေတဲ့ KNL ပူးပေါင်းတပ်တွေကိုစစ်ကော်မရှင်ဘတ်တော်သား DGB တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမှာကရင်အမျိုးသားလွတ်မြောက်တပ်မတော် KNL ကဝင်ရောက်စီးနင်းတိုက်ခဲ့ပါတယ်။ အဲ့ဒီက TKB စိုးမှုနေမြေထဲမှာလူသား2000လောက်ရှိတဲ့ကြားဖြန့်ယုံကြီးတစ်ခုကို KNU တပ်တွေမမျှော်လင့်ဘဲတွေ့ရှိခဲ့ကြပါတယ်။ဒီကိစ္စကိုကင်တွယ်နိုင်ဖို့နိုင်ငံတကာထံ KNU ကအကူအညီတောင်းခံထားပါတယ်။